အလုံးဝမင်္ဂလာပါဒီနေ့ကျွန်တော်ပဇွန်ထုတ်တီလက်ဆောင်ရလို့ပဇွန်စီပင်ဟင်းလေးချက်စားမှဖြစ်ပါတယ်အရင်ဆုံးပဇွန်ထုတ်တီကိုရေပြောင်းစီမယ်ပြီးွားရင်ဒါကျွန်တော်ပဇွန်ထုတ်ကိုခွာတဲ့ပုံစံလေးပေါ့နော်အဲကကြီးလေးနဲ့လှုပ်လှုပ်လို့ရှိရင်ခွာတာလေလွယ်တယ်လက်မဝင်တော့ဘူးပြီးအညီကြီးထုတ်ရတာလေအဆင်ပြေတယ်ဒါအကုန်လေးခွာပြီးွားပါပြီဒီလိုပုံစံလေးပေါ့နော်လုပ်ကြည့်ပါ တကယ်အဆင်ပြေပါတယ်ပြီးွားရင်ပစမပါတဲ့ဒီခြေချောင်းလေးတွေအညစ်ကြေးလေးတွေကိုရှင်းမယ်ပြီးွားရင်ကျွန်တော်တို့ဒီချက်သွေးလေးကိုပပပပလေးလှီမယ်အဲပစမစီပြန်ကြပါဆိုတော့ချက်သွေးလေးနဲ့လှိမ့်မယ်အဲပြီးရင်ချက်သွေးလေးကိုရေးဆေးမယ်ရတာမုတ်လေးတွေစနွှဲလေးတွေထည့်ပြီးပြီဆိုရင်ပုစံတို့လေးတွေနေရမယ်စီပူလာပြီဆိုရင်တက်တော့မျိုးစီတက်မယ်ပုစံတို့တွေထည့်မယ် ်ပြောလို့ရှိရင်စစ်တုံးလေးကြီးအရောင်လေးကြီးကြောင်ပြီးချက်လာပြီဆိုရင်အနံလေးမှုရဲ့ပစုံစီပြန်ဟင်းလေးတစ်ခွက်ကိုရရှိပါပြီခင်ဗျာအလုံးမစားကြပါဘူးတဒါ